ာနေတို့ရေအဲ့လိုမျိုးဆိုဟာနေတို့အခုကျွန်တော်တပြားမှမယူလိုက်မယ်နော်အဲကြောကြောဘူးဆိုလဲကြောကြောဘူးကလိုက်မယ်အာသူလိုက်မယ်နော်မောင်ဆွဲဆိုလဲအာဆရာသားသားသားလုတ်ပြီးမယ်နော်သားတပြားမှမယူဘူးနော်အဲ့အဲ့မျိုးပေါ့နော်ဒီလေးပို့ချင်းနဲ့အတူတူအဲ့မျိုးသုံးနိုင်ငံသွားမယ်ပေါ့နော်အဲ့လိုသုံးနိုင်ငံသွားနေရင်လည်းအဲဟိုမှာနေတူတူအဖွဲအဖွဲကဘယ်ရက်ကြရင်ဘယ်နိုင်ဘယ်နိုင်ငံမှာဝမ်းနေကြည်ခွဲဆွေးမှုများကရင်းနေမှာအပြိပါ တကယ်တမ်းလက်တွေ့ကျွန်တော်တို့တွေ့ကြုံခဲ့ရတဲ့အခါမှာတော်တော်ရင်းထဲမှာစိုးနေကြွယ်ပဲပါတော့မန္တလေးကကိုအများကြီးသွားနေကြမျိုးပေါ့နော်တကယ်လေမန္တလေးကိုတားချစ်ချစ်တယ်ပေါ့နော်ချစ်တဲ့စိတ်ရှိရောဆိုတော့ကျွန်တော်တို့သွားတာတော့ဖြစ်တာတော့မန္တလေးစကိုင်းနော်ဒီနေပြည်တော်ဒါအဓိကဖြစ်တဲ့နေရာတွေပေါ့ ကျန်တဲ့နေရာတွေအများကြီးဖြစ်ကြတာအင်းလေးတွေပါတွေဖြစ်ကြတာပေါ့နော်ဒါနဲ့မန္တလေးကတော့ကိုအမြဲတစေသွားနေရမြို့ဖြစ်တဲ့ခါကျတော့အဲတခြားမြို့တွေအကြောင်းလည်းရေးမယ်ပေါ့ဒါနဲ့အရင်ဆုံးတော့မန္တလေးမြို့အကြောင်းပေါ့နော်ဟိုအားလုံးချစ်တဲ့မန္တလေးဆိုပြီးတော့အဲရေးဖြစ်တယ်ပေါ့နော်အအခုတလောအဲ့28ရက်နေ့ငလေးလုတ်ပြီးရအပြည့်အပ်တဲ့ဇင်းမှန်သမားကျွန်တော်မရေးပြဘူးဟိုရေးမယ်လို့ကြိုးစားလိုက်တိုင်းစိတ်စိတ်ကူးလိုက်တိုင်းအဲအဲ့ဒီအကြောင်းအရာတွေပဲဝင်ဝင်လာတော့အဲ့ဒီအကြောင်းတွေပဲရေးဖြစ်တယ်ပေါ့နော် တော့ကျွန်တော်တို့အခုအခုချိန်ဒီမှာရက်သေးဘူးဆိုတာကအာဒီဟာကခုနကကျွန်တော်ပြောသလိုပါကပ်ပြီးတဲ့မှာအဆိုးအဝါဆုံးဖြစ်တဲ့ဟိုဒုက္ခအရောက်ဆုံးပေါ့နော်ဆိုတော့ဥမာတနေရာမှာရည်ပြီးတင်တယ်ဆိုအဲ့နေရာတနေရာပေါ့နော်တနေရာမှာမီးပြီးတင်တယ်ဆိုအဲ့တနေရာပဲအခုကအခုဖြစ်နေတာနေရာတော်တော်များတာဟုတ်တော်တော်များပြီးတော့အထိထိခိုက်ဆုံးရှုံးမှုတွေတော်တော်များတယ်အဲ့ထဲမှာမှဟောတကယ်ဟို မိသားစုတွေယူကွေးပျက်စီးသွားတာတွေအဲမိသားစုတွေပဲ့သွားတာတွေအများကြီးပဲပေါ့နော်မိသားစုလိုက်ဆုံးရှုံးသွားတာတွေအများကြီးပဲဆိုတော့ဟိုအဲ့ထဲမှာမှကျွန်တော်တို့လက်လန်းမိသလောက်ပေါ့ကျွန်တော်တို့လက်လန်းမိသလောက်ကျွန်တော်တို့ဟိုအဆိုဆိုတာကညီလေးဖိုးချစ်ကိုကိုစားပြုတာပါညီလေးဖိုးချစ်ကတပင်အစည်းအုံနဲ့ပတ်သက်တဲ့ဥက္ကဋ္ဌဖြစ်နေတဲ့ခါကြောင့်ကျွန်တော်တို့အစည်းအုံဝင်တယောက်ဟုတ်စီဖြစ်စေမဟုတ်စီဖြစ်စေကိုညီကိုတပည့်ဖြစ်တဲ့အတွက်ကြောင့်မို့ သူလူသမီးအရာအားလုံးကိုကျွန်တော်ဘေးနားနေလို့အဲလူကြီးတယောက်နေနေတော့၎င်းဆရာတယောက်နေနေတော့၎င်းအမြဲတမ်းသူ့ဘေးနားနေဝိုင်းကူရေပေါ့နော်ဆိုတော့ကျွန်တော်တို့တကယ်မန္တလေးမှာထောက်လျှောက်လူရဲ음ဟိုမှာစကိုင်းမှာထောက်လျှောက်လူရဲအဲအဲ့ဇာခိုင်းမှာဟိုမင်းကုန်းအထိရောက်အောင်ကျွန်တော်တို့သွားကြအခက်ခဲကြီးအများကြီးပဲအဲ့ဇာခိုင်းတွေရောက်အောင်သွားတယ်ပေါ့နော်ပြီးတော့ ကျွန်တော်တို့နေပြည်တော်နေပြည်တော်မှာလည်းအပျက်စီးအဆုံးရှုံးတွေများတဲ့အခါမှာနေပြည်တော်မှာအဲဒီပြူကျပျက်စီးတဲ့အထဲမှာသူစိုးရက်ကတဲ့မိသားစုတွေက10ယောက်ဆုံသွားတာပေါ့နော်အဲဒီ10ယောက်အတွက်ကိုကျွန်တော်တို့ကအဲဟိုနိုင်ကြတော့ပေါ့ဟိုစားစားဖို့တော့ဟိုစီစံစားဘာညာပစ္စည်းပစ္စည်းကအသွင်ဥဆောင်ပစ္စည်းတွေအပြင်အဲတိတ်ဆုံးသူတူတူကို30 နောက်ပြီးတော့ကျန်တဲ့ဟိုမိသားစုတွေဒီအိုးရင်ပြစီတော်မိသားစု80ကျော်ပေါ့နော်85စုတစု5သိန်းအဲကျွန်တော်တို့တော့ထောက်ပံ့တယ်ပေါ့အဲ့ဒီအပြင်ကိုကျွန်တော်တို့အခုဟိုအဆောက်အဦတစ်ခုအဲ့မှာဆော့ဖို့တနည်းမှာညီလေးဖူးချစ်သွားပြီးပနဲ့ရိုက်တယ်ပေါ့နော်အသိန်း2500 3000လောက်ကုန်တယ်အဲဆိုတော့အဲ့ဒီတက်ကကျွန်တော်တို့ကဟိုဟာပေါ့လက်ထဲမှာအင်ဟန်တော့မရှိဘူးမရှိတဲ့အခါကျတော့ရှားတာပေါ့နော် ရှားရတာပေါ့ဆိုတော့ကျွန်တော်တို့ကအနုပညာနဲ့အသက်မွေးကြောင်ပြည့်တဲ့အတွက်ကြောင့်ဘုတခြားနည်းလမ်းနဲ့လည်းရှားလို့မရတဲ့ခါကျတော့အနုပညာနဲ့ပဲကျွန်တော်ရှားပါတယ်။အမှန်ပါပါ။ဟုတ်ကဲ့သူဥဆောင်မှာသွားမှာပါဗျ။ဆိုတော့ဒါဒီအခုဒီကိစ္စမှာလေကျွန်တော်အနုပညာနဲ့ပတ်သက်တဲ့အနုပညာရှင်တွေတော်တော်များများကိုကျွန်တော်ဟိုပါဘောနော်ကန့်လန့်ကြည့်တဲ့အခါမှာအဟောစရာကောင်းတော့ကျွန်တော်အဲ့ဒီ over sea ခီးသွားဖို့အတွက်ကိုကျွန်တော်နေတူနေတူရွေးချယ်ကားတွေတော့ကျွန်တော်တချင်းတော်တော်များများရေးတော့နေတူနဲ့ညီကိုလိုပဲဖြစ်တားချက်တယ် အာနေတို့ရေအဲ့လိုမျိုးဆိုဟာနေတို့အခုကျွန်တော်တပြားမှမယူလိုက်မယ်နော်အဲကြောကြောဘူးဆိုလဲကြောကြောဘူးကလိုက်မယ်အာသူလိုက်မယ်နော် မောင်ဆွဲဆိုလဲအာဆရာသားတာတာလုတ်ပြီးမယ်နော်တာတပြားမှမယူနော်အဲ့အဲ့မျိုးပေါ့နော်နောက်ခင်လိုင်တို့အဖွဲ့တွေပေါ့နော်ခင်လိုင်တို့အဖွဲ့ဆိုလဲအာဆရာစီစဉ်လိုက်ပါတိုက်တဲ့အချိန်စီစဉ်လိုက်ပါကျွန်တော်တို့လိုက်ပါမယ်အဲ့မျိုးပေါ့နော်ဆိုတော့ကျွန်တော်အာအခုပထမဆုံးဟိုဟို plan လေးခုချထားတယ်မှာပထမဆုံး plan အနေနဲ့ကတော့မဟုတ် ဒီလိုပို့ချင်တဲ့အတူတူအဲ့မသုံးနိုင်ငံသွားမယ်ပေါ့နော်အဲ့လိုသုံးနိုင်ငံသွားနေရင်လည်းအဲဟိုမှာနေတူတူအဖွဲ့အဖွဲ့ကအဲဘယ်ရက်ကြာရင်ဘယ်နိုင်ဘယ်နိုင်ငံမှာဟိုဟာပေါ့စွမ်းကဘယ်ရက်ကြာရင်ဘယ်နိုင်ငံမှာအဲ့မျိုး plan ချပြီးတော့ဟောကိုနိုင်တယ်လို့ပေါ့နော်ဟိုအဓိကတော့ကိုကတော့နေလိပို့ချင်တဲ့အနေနဲ့ပါနေပါဦးဒါတခြားနေရာတွေမှာရှိရဥမာနေတူတူသွားနေရာဆိုလို့ရှိရင်တူတူကျွန်တော်စီတေချာစီစဉ်ပြီးစီစဉ်ပြီးပေါ့အဲ့ရရတဲ့အလူငွေ သူတို့ကိုယ်တိုင်သွားလှူစေပေါ့နော်ဆိုတော့ဟိုဘာပဲပြောပြောတကယ်တမ်းလက်တွေ့ကျွန်တော်တို့တွေ့ကြုံခဲ့ရတဲ့ခါမှာတော်တော်ရင်းထဲမှာစိုးရိမ်ကြီးပွဲပွဲရပါတော့အန်ဟောစရာကောင်းတာဒီသဘင်နဲ့ပတ်သက်ပြီးတော့လုတ်တဲ့အချိန်မှာသဘင်ဒူဥက္ကဋ္ဌဒီမန္တလေးကမင်းသားဝင်းတော်ဆိုသူ့အိမ်ဗာတော်တော်ကြီးထိခိုက်ပါဒါနဲ့သူ့အိမ်ဒီလောက်ထိခိုက်တဲ့ကြားရတဲ့အဲ့28ရက်နေ့ ဖြစ်ပြီးရဲ့နောက်နေရာစပြော तू อ่ะไอ้ตู้ไอ้กิษาของ तू โลว่าเล่ไม่จริงเว้ยดิทะเบียนเนี่ยปะทะตาโหตะเกียวซ้อซ้อตะมาลุบเนี่ยปะเนาะสอဓာရီဦးကြည်ချင်းအဖြစ်ဟောတပင်နဲ့ပတ်သက်တဲ့ပေါ်တော့တကယ်အလုလုံနေတဲ့လူတရားအာကိုကျူးအတွက်ထက်ဟောမိမိမိသားစုမိမိကိုကျူးအတွက်ထက်ပြည်သူတွေရဲ့အကျိုးအပေါ်မှာအာပြည်သက်တွေအပေါ်မှာအာဘယ်လိုစည်းစနာထားပါလားဆိုတော့အဲဟိုဒါကိုတွေ့ရတာပေါ့နော် နိုင်ငံတွေကအရင်ဆုံးနံပါတ်1ကတော့ကျွန်တော်စင်ကာပူပေါ့စင်ကာပူပြီးရနဲ့ကျွန်တော် app င်သွားလာလာတာဖြစ်နေမှာဆိုတခါလေးလှဲ့မှာပေါ့စင်ကာပူပြီးရင်မလေးမလေးဂျိုဟူဂျိုဟူကကဲ့ရဲ့ပေါ့စင်ကာပူမလေးမလေးပြီးတော့ကွာလာလမ်းပူဟောနောက်တော့ကျွန်တော်တို့မြန်မာလူမျိုးတွေကအလုပ်လုပ်နေကြတဲ့လူတွေအကုန်လုံးကစင်နေတဲ့လူတွေပဲအားကြတာပေါ့ဆိုတော့စင်ကာပူစင်ကာပူမလေးဂျိုဟူဂျိုဟူပြီးကွာလာလမ်းပူပြီးရင်တော့ ဘန်ကောက်ပေါ့ဘန်ကောက်ပြီးရင်ဟိုဟာပေါ့မာချိုင်ပေါ့အဲ့လိုပေါ့လောလောဆယ်လို့ဆိုတော့အဲ့မှာမှအဆင်ပြေတယ်ဆိုလို့ရှိရင်တခြားဟိုအော်စီရူပါရူဂျပန်ရူပါရူပေါ့အဲ့လိုလေဆက်ပြီးတော့ချိတ်ဆက်မယ်လို့တော့ကျွန်တော်တို့ဒီဟာကြီးအတက်နိုင်ဆုံးဟိုအဆင်ပြေတဲ့အခြေအနေတော့ ठी ပေါ့လေဆိုတော့ဟိုဟာအစစ်စစ်မပြဒီဇိုင်းဒီဇိုင်းမမတ်ကြီးရတော့မဟုတ်ဘူးပေါ့ဒါနဲ့ကိုနိုင်တဲ့လောက်ဟိုအရှိန်ရတဲ့လောက်ပေါ့အခုချိန်ဒီလေဝိုင်းလူနေကြတယ် အားလုံးလည်းကျေးဇူးတင်ပါတယ်။တပင်ရဲ့ပုံရိပ်ကလည်းအရန်ဟူဒီဒီအချိန်မှာအတကယ်လုံနိုင်စွမ်းရှိတဲ့အပြင်ပန်းခံလုံနေကြတဲ့တပင် EC ဖွဲ့ဝင်တွေကိုလည်းအကျေးဇူးလက်တွေနဲ့အားလည်းအဟောပါတယ်။အကျွန်တော်ကတော့ဟိုအစည်းအရုံးဝင်တရားမဟုတ်ဘူးဆိုပေမဲ့အာတပင်ဒီကိုယ့်ရဲ့မိခင်ရဲ့ပေါ်တော့တကယ်ဟိုဟိုအမေတိဆောက်ခဲ့တဲ့ဟိုပေါ် ကျွန်တော်တို့ဘဝတွေဖြစ်လာတာတပင်းအရေးအောက်မှာဖြစ်လာတာပေါ့။ဟောတပင်းမဲ့ဖြစ်ဖြစ်ရုပ်ရှင်မဲ့ဖြစ်ဖြစ်ဂီတဖြစ်ဖြစ်ကျွန်တော်တို့အားလုံးနဲ့ထိစပ်နေတဲ့အတွက်ကြောင့်မလို့အတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်လို့ကျွန်တော်တို့ကြိုးစားနေပါတယ်။တော်တော်များများလေးလုပ်နေရတာတွေ့တွေ့ပါတယ်ဗျာ။ကျွန်တော်ဆရာတော်ဒီတောင်ပူလာဆရာတော်ဆိုလို့ချင်းဟိုအေးအေးရမောင်တို့ဟိုအားလုံးနဲ့အေးသင်ကိုတို့နဲ့အဲလုံနေသူလည်းဆောင်းဆောင်းတမန်တော်ကိုလုံနေကြအားကြစရာကြီးအားရစရာကြီးပေါ့နော်။ကျွန်တော်တို့လည်းကျွန်တော်တို့အတိုင်းတာလည်းကျွန်တော်တို့ အတက်နိုင်ဆုံးကျွန်တော်ကြိုးစားပဲလုပ်နေကြတာပေါ့ဟိုဟိုတလောကခံလင်းဝင်နေလဲဖုန်းရတော့အာဟိုသူ့လည်းဝမ်းသာတယ်ဟိုချီချီကျစကားပေါ့နော်ဆိုတော့အများကြီးပါပဲလုပ်နေတာဖြူဖြူထွေးဆိုလဲရမ်းတော်တယ်အဲဒီကလေးဆိုလဲလုပ်နေတယ်ပေါ့နော်ဆိုတော့အင်းလေးမှသူသူသွားလူရင်းနဲ့ဟိုရည်ရံငေါ်ကြလေးပြောပါကြနေအမှန်တချစ်မှုကောင်းတယ်ပေါ့နော်ဆိုတော့ဘာပဲပြောပြောပြကျွန်တော်တို့ဟိုစီမဲ့ခေတ်ကလေး အရင်ပြောင်းလာတဲ့အခါမှာဟိုအရင်ကတော့မဟုတ်တော့ဘူးဟိုအရင်ကျွန်တော်ငယ်တော့ဆိုဂျာနယ်ဂျာနယ်ဝယ်ဖတ်တယ်သတင်းသိဖို့တော့ဘူးဆိုတော့တခုဟိုတခုဆိုလို့ရှိရင်အဲမဂ္ဂဇင်းတွေပဲကြည့်ရတယ်အခုကချက်ချင်းကိုချက်ချင်းကိုဘာလို့ဘာလို့လဲဆိုတာသိတယ်သိတဲ့အခါမှာချက်ချင်းသိတယ်ပြောတဲ့ဆိုတဲ့လူတွေကလည်းဟိုအများကြီးပဲအကောင်းတာဆိုတော့ဝိုင်းပြောကြလိုက်ကြမယ်ဆူတာဆိုလည်းဝိုင်းပြောလိုက်ကြတယ်ဆိုတော့နောက်ပြီးတော့တခြားအဲကျွန်တော်အချိန်ဒီဟို ကားတဲ့အများကြီးရှိတဲ့အခါမှာကျွန်တော်အတက်နဲ့ဆိုအစဉ်ပြေဆုံးဖြစ်အောင်နေပြီးတော့အစဉ်စဉ်အစဉ်ပြေဆုံးဖြစ်အောင်လို့ရှောက်နေကြရတာပေါ့နော်ရှောက်လန့်နေရတာခါမှာအဲအတက်နဲ့ဆိုဟိုကိုကျွန်တော်ဘယ်သူပဲဖြစ်ဖြစ်ဘယ်သူပဲနေတည်နေဆိုတော့မသိတဲ့အခါမှာကိုမသိခင်လေးမှာအကောင်းဆုံးဖြစ်အောင်နေပြီးတော့အကောင်းဆုံးဖြစ်အောင်လုပ်ကြရမယ်ဆိုတဲ့စိတ်မျိုးပဲထားပါ